သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်မဒီကနေ့ဂျွန်လ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိကပလဲစခန်းမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံတိုက်ခိုက်မှုစစ်သား၄ဦးအရှင်ဖမ်းဆီးရရှိပြီးလက်နက်16လက်30ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီးကပလဲစစ်စခန်းကိုကရင်တော်လန်ရေးတပ်များကသိမ်းပိုက်ရရှိပြီးနောက်ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်သားများကိုလိုက်လံတိုက်ခိုက်ရှင်းလင်းရမှာစစ်သားလေးဦးအရှင်ဖမ်းဆီးရရှိထားကြောင်းကရင်တော်လန်ရေးစီရေးတရင်အရေးမြစ်ကပြောဆိုပါတယ်။ဇွန်လ22ရက်နေ့မွန်လယ်3:45မိနစ်အချိန်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ထီးကပလဲစစ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းအဆိုပါစခန်းမှာစစ်ကောင်စီတပ်သားများဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြောင်း ထွက်ပြေးသွားတဲ့စစ်သားများကိုတော်လန်ရင်တက်များကလိုက်လံဖမ်းဆီးနေမည်ရှင်းလင်းရမှာစစ်သားလေးဦးအရှင်ဖမ်းဆီးရရှိပြီးလက်နက်16လက်လည်းတင်စေရရှိထားကြောင်းသိရှိရပါတယ်။လောလောဆယ်ကတော့ဖမ်းဆီးရရှိတဲ့စစ်တုံးဘန်းက KTLA ကစစ်သားလေးဦးအရှင်မိတယ်။ KNL KNDO တရင်ရှိကလက်နက်ခဲယံပစ္စည်းတွေရတယ်။တချို့ရန်သူကတော့ဘယ်တော့မှပုံနေလဲမသိရသေးဘူးလို့ကရင်စီရေးတရင်အရှင်မြစ်ကပြောဆိုပါတယ်။ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှကရင်တော်လှန်ရေးတပ်များကလိုက်လံရှင်းလင်းနေတဲ့အထက်ထိုင်းဘက်ကိုရောက်ရှိသည့်အထိမပြေးနိုင်သေးပဲတော်များအတွင်းမှပုံအောင်နေကြကြောင်းသိရှိရပါတယ်။ထီးကပလဲစစ်တပ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး80မှ90အကြားတပ်ဆွဲခဲ့ပြီးအနည်းဆုံးစစ်သား90ဦးနဲ့60ဦးအကြားထိုင်းဘက်ကိုထွက်ပြေးရန်ကြိုးစားနိုင်ကြောင်းတော်လှန်ရေးသတင်းအရှိမြစ်တချို့ကပြောပါတယ်။2023ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ဒီကပလီစခန်းကို KNL တပ်များကဒိုးစစ်စင်တိုက်ခိုက်ပူးပေမဲ့လည်းတိမ့်ပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း2023ခုနှစ်စက်တင်ဘာလအတွင်းမှာထပ်မံ၍ဒီကပလီစခန်းကိုဒုတိယအကြိမ်ထပ်မံတိမ့်ပိုက်ရန်ကြိုးစားခဲ့ပေမဲ့လည်းစခန်းတိမ့်ပိုက်ရန်လက်တကန်းအလိုမှပြန်လည်ဆုတ်ခွာခဲ့ရကြောင်းယခု2025ခုနှစ်ဇွန်လ22ရက်နေ့တွင်မှသာအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါသည် ယခုဇွန်လ3ရက်နေ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တေပေါ်ဘုတ်တပ်စခန်းကိုတော်လှန်ရေးတပ်များကသိမ်းပိုက်ရရှိခဲ့ပြီးဇွန်လ22ရက်နေ့မှာထိကပလဲစခန်းကိုထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တဲ့အတွက်ဇွန်လအတွင်းမှာစစ်တပ်စခန်းနှစ်ခုကို KNL ကဇက်တိုက်သိမ်းပိုက်ခြင်းလည်းဖြစ်ပါတယ်။ KNU ကထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီတပ်စခန်း၃ခုသာသိမ်းပိုက်ရရှိရန်ကြံတော့ပြီးအဆိုပါစခန်းများမှာဥက္ကဋ္ဌဝေါ်လီဗျူအာဂုံးနဲ့တီတဲလေစစ်တပ်စခန်းတို့ဖြစ်ကြောင်းသိရှိရပါတယ်။ KNU က match လ April လမေလနဲ့ဇွန်လတို့မှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပုလူတူခလေဒီတခေါပီခွီမော်ဖာတူစကန်းတာလဲစကန်းများမေလဘလက်တူမော်ကီဘရင်အောင်စကန်းကုန်ကနေလီစကန်းနဲ့ရွှေအေးမြိုင်တက်စကန်းဇွန်လ3ရက်နေ့မှာတေဘောဘူစကန်းဇွန်လ22ရက်နေ့မှာထီကပလဲစကန်းတို့ကိုတင်ပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လာရှိုးမြို့ပေါ်မှာစစ်ကောင်စီတက်အာဏာပြပြီးရန်ကားနေတယ်လို့ဒေသခံများပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ် လာရှိုးမြို့ကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်တွေဟာညဘက်များမှာရန်လိုတဲ့ပုံစံနဲ့စစ်ကားများအရှိန်ပြင်းပြင်းမောင်းနေပြီးည၈နာရီနောက်ပိုင်းပြင်ပထွက်သူများကိုဖမ်းဆီးမယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးများမှတဆင့်သတင်းဖြန့်ထားပါတယ်။ည၈နာရီနောက်ပိုင်းအပြစ်မထွက်ရင်ချင်းချောက်တဲ့တတိပေးမှုကိုဇွန်လ23ရက်နေ့နံနက်ပိုင်းမှာရက်ွက်အုပ်ချုပ်ရေးမှူးများက၎င်းတို့နဲ့နှိစက်သူများကိုအသိပေးနေခြင်းဖြစ်ပါတယ်။ အပြစ်မှညဘက်တွေ့တာနဲ့ဖမ်းမယ်ဆိုတာကြောင့်ဘယ်သူမှမထွက်ရေးကြဘူးတရားဝင်တတိပေးတာမဟုတ်ပဲလက်သိထိုးပြီးပြောနေကြတာပါလို့လာရှုမြုတ်ခန်တူကဆိုပါတယ်ဒါအပြင်စစ်ကားများဟာလုံခြုံရေးအကြောင်းပြပြီးညနဲ့ပိုင်းများမှာကားကိုအရှိန်ပြင်းပြင်းပတ်မောင်းနေတာကိုတွေ့ရှိရပါတယ်အရက်တွေမူယူပြီးတွားနေတာမျိုးအော်ဟစ်ဆဲဆိုတာတွေလုပ်တယ်ဘယ်သူမှအပြစ်မထွက်ရေးဘူးလို့မြုတ်ခန်တူကပြောပါတယ်နောက်ထပ်ဒေသခံတူကမြို့ပေါ်ကိုပဲကွက်ပြီးအုတ်ချုပ်ခွင့်ရတာတော်တော်အစာမကြေဖြစ်နေပုံပဲ သူတို့တော်တော်လေးဇယိုက်ကျန်းတာတွေ့တယ်လို့ပြောပါတယ်။လာရှိုမျိုးကိုတရုတ်အစိုးရအကူအညီနဲ့စစ်ကောင်စီက MNDAA ထံမှပြန်ရပြီးဧပြီလတတိယလပတ်ထဲမှပြန်ဝင်လာပြီးမြို့ပေါ်ရက်ကွက်12ခုကိုအုပ်ချုပ်ခွင့်ရထားပါတယ်။သို့တော့အုပ်ချုပ်ရေးရန်ရကောင်းမွန်စွာလက်ပတ်နိုင်ခြင်းမရှိဘဲလူရဲမှုများဓမြမှုများမကြခဏဖြစ်ပွားနေပါတယ်။ဇွန်လ24ရက်နေ့မနက်ကလည်းလာရှိုမြို့အောင်မင်္ဂလာဈေးအနီးမှာအမျိုးသမီးတဦးကိုအမျိုးသားလေးဦးကတနက်ထောက်ကစိုက်ကယ်ဖုန်းနဲ့လက်ဝတ်ရတနာတချို့ကိုဓားမြတိုက်သွားခဲ့ပါတယ် ဇွန်လ23ရက်နေ့ကလည်းလာရှုမြို့နယ်မြေ6မှာအမျိုးသမီးတဦးစိုက်ကဲလူရက်ခံခဲ့ရပါတယ်။ MNDAA ကလည်းစစ်တုံးပန်းအများအပြားကိုထိမ့်သိမ်းထားဆဲဖြစ်ပြီးရင်းအပေါ်စစ်ကောင်စီတပ်ကမကြည်မနက်ဖြစ်နေပြီးမြို့ပေါ်မှာအာဏာပြနေတယ်လို့ဒေသခံများကပြောပါတယ်။လာရှုမြို့ဒိန်းတိုက်ပွဲအတွင်းဖမ်းဆီးထိမ့်သိမ်းထားတဲ့တုံးပန်းများအနက်ရမခတိုင်းအဆင့်အရာရှိအချို့ကို MNDAA ကဇွန်လ16ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပါတယ်။ပြန်လွတ်လာသူများကိုစစ်ကောင်စီကစစ်ခုံရုံးတင်စစ်ဆေးနေကြောင်းတင်ပြရရှိပါတယ်။ လက်ရှိမှာတော့လာရှိုးမြို့မှာလာဝကကျမ်းမာရေးဌာနပညာရေးဌာနများဖွင့်လှစ်ထားပြီးအုတ်ချုပ်ရေးရန်နရလေပတ်အောင်စစ်ကောင်စီကစ조사နေစေဖြစ်ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ထီလင်းရေစခန်းမှာနိုင်ချင်း73ဦးလွတ်မြောက်မှုအတွက်ရဲတပ်ချက်2ဦးကိုအချုပ်ခန်းထဲမှာစစ်ဆေးရင်းသိမ်းဆုံးသွားကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းဂံကောခရိုင်ထီလင်းမြို့မှာရဲစခန်းမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ယောက်ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ပတ်သက်ပြီးအဆိုပါရဲစခန်းကရဲတပ်ချက်2ယောက်ကိုဇွန်လ18ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့ရဲတပ်ချက်ကျော်စန်းထီကိုနဲ့မြင့်အောင်တို2ယောက်ကိုအချုပ်ခန်းထဲမှာစစ်ဆေးမေးမြန်းရင်းရိုက်နှက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ရဲတပ်ချက်2ယောက်လုံးအဲ့ဒီနေ့မှာပဲသိမ်းဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ ဖမ်းခေါ်သွားတာတော့မဟုတ်ဘူးရဲစခန်းကအချုပ်ခန်းထဲမှာပဲလုတာအဲ့ဒီရဲတပ်ချက်နှစ်ယောက်ကအတိကတာဝန်အရှိဆုံးလို့ပြောရမှာပေါ့ဒီအချုပ်သားတွေလွတ်မြောက်မှုမှာအဲ့ဒီတာဝန်အရှိဆုံးရဲတပ်ချက်နှစ်ယောက်ကိုအချုပ်ထဲထည့်ပြီးစက္ကဆစစ်သားတွေရောက်လာပြီးမှအချုပ်ခန်းထဲမှာဝင်ရောက်နှိပ်စက်ရင်းထဲမှာတိတ်ဆုံးသွားတာပေါ့လို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်အစိုးရရဲတပ်ချက်နှစ်ယောက်တိုက်စုံမှုနဲ့ပတ်သက်ပြီးတပ်တွင်းတရင်အရှိမြစ်တွေစီကကြားသိရတာလို့လဲသူကဆိုပါတယ် နိုင်ကျင်းတွေလွတ်မြောက်သွားတဲ့ညမှာစစ်ကောင်စီတပ်ကလက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်ရှာဖွေမှုတွေလုပ်ခဲ့ပေမဲ့မတွေ့ရှိရတာကြောင့်နောက်တနေ့မနက်မှာအစိုးရရဲတပ်ချက်၂ယောက်ကိုဖမ်းဆီးထားလိုက်တာလို့သိရှိရပါတယ်။ဒီရဲတပ်ချက်၂ယောက်နေရာမှာအစားထိုးကြတာတော့မရှိဘူး။ရဲအင်အားဆိုတာကလည်းဂယုလည်းမဆိုင်ဘူး၊ထဲ့လည်းမတွက်ဘူး။ဒီစစ်ကောင်စီဗိုလ်မှူးတွေတောင်အစားမထိုးနိုင်တဲ့အခြေအနေမျိုးမှာဒီရဲတပ်ချက်လောက်တော့အစားထိုးမှမဟုတ်ဘူးလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ ဇော်လ19ရက်နေ့တုန်းကလည်းထီလင်းမြို့မှရေစခန်းမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ယောက်ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီအထက်ကအသက်40အရွယ်အမျိုးသမီးတစ်ယောက်လမ်းမှာမိုင်းထိမှန်တေဆုံးခဲ့ကကျန်တဲ့12ယောက်ကိုတော့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကခေါ်ယူပြီးစီဝါကုသမှုတွေပေးထားတာဖြစ်ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့တာသနာအမတ်တစိမ့်နဲ့လိုင်စင်မဲ့ကားများစီးနှင်နိုင်ရေးအတွက် ထောက်ခံချက်ရရှိဖို့ငွေကျပ်30မှကာတန်ဘူပေါ်မူတည်ပြီးအလူငွေ30ချီမြို့နယ်တန်ကနာယကအဖွဲ့များထံကိုလက်ထိုးရာမြို့နယ်တန်ကနာယကအဖွဲ့ကလည်းရဲစစ်တပ်နဲ့ထွေအုပ်ကိုလိုင်စင်မဲ့ကာထောက်ခံချက်အတွက်ငွေပြန်စွန့်ရကြောင်းတင်ဆက်ပေးပါမယ် ဘုံကြီးကြောင်းများနဲ့တန်ဃာတော်များအနေနဲ့တာသနာအမတ်တစိတ်တက်ထားတဲ့လိုင်စင်မဲ့ကားများစီးနှင်နိုင်ရအတွက်ထောက်ခံကျရရှိဖို့ငွေကျပ်30မှကားတံပိုးပေါ်မူတည်ပြီးအလွန်ငွေ30ချီမြို့နယ်တန်ဃာနိုင်ကအဖွဲ့များထံကိုလက်ထိုးနေရကြောင်းငွေကြီးထည့်ဝင်ခဲ့ရတဲ့စာတင်တိုက်တစ်ခုမှတိုက်အုပ်စရာတော်တပါးကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီမင်းအွန်လိုင်းရဲ့ညွန်ကြားချက်နဲ့အညီဇွန်လ10ရက်နေ့မှာစတင်ပြီးနိုင်ငံတော်ဝန်လိုင်စင်မဲ့ကားများကိုဖမ်းဆီးခဲ့ပေမဲ့ ဘုံကြီးကျောင်းနဲ့တန်ကာများအုံပြုနေတဲ့လိုင်စင်မဲ့ကားများကိုတော့မြို့နယ်တန်ကာနိုင်ရကအဖွဲ့ရဲ့ထောက်ခံချက်နဲ့တက်ဆိုင်ရာမြို့နယ်အတွင်းမှာပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်းထို့ကြောင့်မြို့နယ်တန်ကာနိုင်ရကအဖွဲ့များကသာသနာအတွက်အမှန်တကယ်လိုအပ်ချက်အရာစီးနင်းနေတဲ့ကားများဖြစ်ကြောင်းထောက်ခံချက်များကိုထုတ်ပေးလျက်ရှိရမှာကားမော်ဒယ်နဲ့တန်ဖိုးပေါ်မူတည်ပြီးအနည်းဆုံးအလွန်ငွေကျပ်30မှစတင်ကအလွန်ငွေထည့်ဝင်ရကြောင်းသိရှိရပါတယ်။ဘုံကြီးတို့ကျောင်းကကားကအယ်ဖတ်ကတန်ဖိုးကတော့လိုင်စင်မဲ့ဆိုတော့300အထက်မှရှိမှာပေါ့။ အဲ့ဒါမြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်သွားထုတ်တော့အရှင်ဘုရားတပည့်တော်တို့ကလည်းရဲနဲ့ထွေအုပ်ကိုနင်းနေပပလက်ဖက်ရည်ဖို့စွန့်ရတယ်။ပိုင်ယာဆိုင်ယာတွေကိုမဖမ်းမဆီအောင်ဒီမြို့နယ်ထဲကကားမှန်ကြောင်စရင်သွင်းရတယ်။အဲ့ဒီအတွက်ကားတစ်စီးကို30အလွန်ငွေကောက်ပါတယ်။မော်ဒယ်မြင်ပြီးကားကောင်းရင်3000ချီတန်ရင်တော့30လောက်တော့အလွန်ငွေထည့်ရမယ်လို့မိန့်တယ်။မြို့နယ်တန်ခါနာယကအဖွဲ့ကလည်းသူတို့ကြီးပဲမဟုတ်ဘူး။တက်နဲ့ရဲလုံခြုံရေးအဖွဲ့တွေကိုပြန်ပြီးပေးကမ်းရတော့အဲ့ဒါကြောင့်ပါဆိုပြီးအလွန်ငွေထည့်ခိုင်းတာ။ ចောင်းတုံးနေတဲ့ကားကိုတိမ့်သွားတာထက်စာရင်ဆိုပြီးတိမ့်20ပေးခဲ့ရတယ်လို့စာတင်တိုက်တစ်ခုမှတိုက်အုပ်စရာတော့ကမိန်ကြပါတယ်။လက်ရှိမြို့နယ်အများစုမှာမြို့နယ်တန်ကနာယကအဖွဲ့ရဲ့ထောက်ခံချက်ပါရှိတဲ့လိုင်စင်မဲ့ကားများကိုဖမ်းဆီးမှုမရှိတော့ဘဲနေကျော်သွားလာခွင့်မပြုကြောင်းသက်ဆိုင်ရာမြို့နယ်များအတွင်းမှာစီးနင်းခွင့်ပြုထားကြောင်းသိရှိရပါတယ်။စီမံချက်ကာလတော့နေကျော်မကြော့ပါနဲ့ဖျားလို့ထွေအုပ်ကတော့လျှောက်တယ်။စီမံချက်ပြီးရင်တော့သွားလို့လာလို့ပြန်ရမယ်လို့ပြောတယ်။အခုတော့တီးခံပြီးကိုမြို့နယ်ထဲမှာပဲစီးဖို့လာလျှောက်တယ်။ မဖြစ်မနေနေကြော်ကြွရမယ်ဆိုရင်ဆရာတော်ကိုတိုင်တက်နယ်မှုစီကိုစတင်သွင်းပြီးလာလျှောက်ပါလို့လဲပြောတယ်လို့မွန်ပြည်နယ်မြို့နယ်တခုမှဘုံကြီးကျောင်းကျောင်းတိုင်ဆရာတော်တပားကမိန်ပါတယ်အကျန်းဖတ်စစ်ကောင်စီကလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များကိုဖမ်းဆီးရမှာဝန်ကြီးဌာနနဲ့အဖွဲ့အစည်းထောက်ခံချက်ရှိတဲ့လိုင်စင်မဲ့ရင်းနဲ့စိုက်ကယ်များကိုတော့ဖမ်းဆီးခြင်းမရှိဘဲပြည်သူများစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့စိုက်ကယ်များကိုသာအတိအကဖမ်းဆီးခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့မိသားစုကဝယ်ယူထားတဲ့ Airbus 319X1ALK လေယာဉ်နဲ့ပြပခရီးအဖြစ်ဘယ်လာရုစ်နိုင်ငံကိုထပ်မံထွက်ကြအောင်မှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့မိသားစုကမကြသေးမီကဝယ်ယူထားတဲ့ Airbus 319X1ALK လေယာဉ်နဲ့ပြပခရီးစဉ်အဖြစ်ဘယ်လာရုစ်နိုင်ငံကိုထပ်မံထွက်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။ မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးနောက်ယခုဇွန်လ25ရက်နေ့မှာလဲဘယ်လာရုစ်နိုင်ငံကိုထပ်မံတွားရောက်မှာဖြစ်ကြောင်းမင်းအွန်လိုင်းနဲ့အတူဇနီးသားသမီးမိမိသားစုစုံစုံညီညီလိုက်ပါတွားကြမှာဖြစ်ကြောင်းသိရှိရပါတယ်။မင်းအွန်လိုင်းရဲ့ဘယ်လာရုစ်နိုင်ငံပြည်ပခရီးစဉ်ဟာဇွန်လ25ရက်နေ့နနက်ပိုင်းမှာထွက်ခွာမှာဖြစ်ပြီးဇွန်လ26ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရာ မင်းအောင်လှိုင်ဟာဇွန်လ26ရက်နေ့ကနေဇွန်လ28ရက်နေ့အထိဘယ်လာရုစ်နိုင်ငံမှာ Food Eurasian Economic Forum EEF 2025အစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီးအခြားပြည်နယ်အချို့ကိုလည်းတွားရောက်လေ့လာမှာဖြစ်ကြောင်းသိရှိရပါတယ်။ယခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအောင်လှိုင်နဲ့မိသားစုအသုံးပြုဖို့ American နိုင်ငံ Aviation Capital Group ထံမှငှားရမ်းထားတဲ့ APEX အမျိုးအစား A319115 MSN 5193လေးရင် SYALK ကိုဝယ်ယူခဲ့ရမှာ American Dollar တန်း60နီးပါးနိုင်ငံတော် budget မှာအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ APEX လေးရင်ဝယ်ယူပြီးနောက် Main Online ကမတ်လအတွင်းမှာရုရှားနိုင်ငံနဲ့ Belarus နိုင်ငံကို၎င်း April လအတွင်းထိုင်းနိုင်ငံ Bangkok မြို့မှာပြုလုပ်တဲ့ BIMSTEC Summit အစည်းအဝေးကို၎င်း May လအတွင်းရုရှားနိုင်ငံ Moscow မြို့မှာပြုလုပ်ခဲ့တဲ့ 1948-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်ချီတက်ပွဲကို၎င်းဇက်တိုက်သွားရောက်ခဲ့ပြီးယခုဇွန်လကုန်ပိုင်းမှာလည်းမိသားစုနဲ့အတူပြပခရီးထက်မှန်ထွက်ရန်စီစဉ်ခြင်းဖြစ်ပါတယ်ခင်ဗျာထက်မှန်တင်ဆက်ပေးကြတာကတော့မြို့သိမ်းတိုက်ပွဲများဆင်နွှဲရေးအလုံမဖြစ်တော့ဆိုတဲ့ဆရာလှဆိုးဝေရဲ့သတင်းဆောင်ပါလိတပုတ်ကိုတင်ဆက်ပေးပါမယ်တော်လိုင်းအင်အားစုများအနေနဲ့6လကြာဗမော်မျိုးကိုတိုက်ခိုက်နေခြင်းကိုကြည့်ပြီးဆိုကမိမိတို့ရဲ့မဟာပြူဟာကိုပြန်လဲတုံးတက်ရန်လိုပြီးဟု Asia Times မှာစီရေးလေ့လာသူ Anthony Davis ကရေးသားထားတာကိုကောက်နှုတ်တင်ပြပေးသွားပါမယ်။ကချင်လွတ်မြောက်ရေးတပ်တော်ဟာမမော်မြို့မှာရှိတဲ့စစ်စခန်းများအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်းအမှတ်27စစ်စင်ရေးဌာနချုပ်ကိုမသိမ်းပိုက်နိုင်ဖြစ်နေပါဗါ။အာနာသိန်းတပ်များကတပ်အင်အားတထောင်ခန့်နဲ့ခုခံနေဆဲဖြစ်ပါဗါ။အဲ့ဒီအထဲမှာလက်ရှိအနေအထားကိုအလေခစ်ကမြို့ခံတပ်များကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့နှိုင်းပြထားပါဗါ။မမော်မြို့သိမ်းတိုက်ပွဲဟာမိုးရသီကိုပင်ကျော်လွန်သွားနိုင်တဲ့အတွက် တိုက်ရိုက်ခိုက်ရင်တိုက်ပွဲအတွေ့အကြုံအပြည့်အဝဆုံးတော်လန်ရေးတပ်ဖွဲ့များမြို့ပြများကိုသိမ်းယူနိုင်စွမ်းမရှိတော့ပြီလို့ဟုမေကွန်းထွက်ပေါ်လာရပါတယ်၂024အတွင်းအရက်ခတ်တပ်တော်ဟာလည်းအနောက်ဘက်စစ်မျက်နှာမှာတန်တွဲမောင်တွန်းနဲ့အမ်းမြို့များကိုလက်အတန်ကြာအောင်တိုက်ယူခဲ့ရပါတယ်ယခုအခါကြောက်ဖြူမြို့ကိုလည်းအလားတူပုံစံမျိုးဖြင့်တိုက်ယူနေပါတယ်ဒီအနေထားကိုကြည့်မယ်ဆိုရင်အာနာသိန်းတပ်တွေကအခွင့်အရေးရတဲ့နဲ့ခိုလုံလာခြင်းလက်နက်ချခြင်းမျိုးလုပ်မယ်လို့မှတ်ယူထား၍မရတော့ ၎င်းတို့အဖို့မြည်တိုးများရှောင်လွှဲရမရတော့မှသာအရှုံးကို လက်ခံသွားကြတာကိုတွေ့ရတယ်လို့ဆိုပါတယ်အရကတက်တော်နဲ့မောင်ရွှေလေးရေတက်စကန်သိမ့်တိုက်ပွဲမှာ၎င်းတို့ဘက်မှအကြအဆုံး400အထိရှိခဲ့ဒီကိုကြည့်ပြီးဆိုကသူအချက်ကိုတတ်သိခံနေပါဗျ။တက်စိတ်များကိုကုတ်ကဲရတဲ့အငေတန်းအရာရှိများပြန်တန်းဝင်မဟုတ်တဲ့အရာရှိများရဲ့စိတ်သက်ပြင်းထန်မှုကြောင့်လည်းတချောင်းအပါအဝင်ဖြစ်တယ်လို့ဆိုပါဗျ။ အတင်းအကျပ်စစ်ထဲဆွဲသွင်းနေမှုများရှိနေပေမဲ့လည်းယခုအထိအစုလိုက်အပြုံလိုက်လက်နက်ချခြင်းမျိုးမရှိသေးတဲ့အတွက်ဆက်၍စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဤဒီကလည်းလူသစ်များကိုတရင်အစ်စ်ဖွဲ့စည်းပေးခြင်းမျိုးမရှိဘဲရှိပြီးသားတရင်တပ်မတဲကိုဆွဲသွင်းထားတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ချောင်းကစစ်အုပ်စုရဲ့လေကြောင်းပစ်ကိုအသာစီးရနေခြင်းကြောင့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများစစ်ဝဲဖဲဟာရှိကြနေခြင်းလည်းဖြစ်ပါတယ်။ ၎င်းတို့ကချင်းချောက်ခံရတယ်လို့ယူဆတဲ့နေရာများကိုစာတင်ကြောင်းဘုံကြီးကြောင်းစေယုံစေကံဟူ၍ချမ်းသာမပေးတော့ဘဲနေ့စဉ်လိုဘုံကျဲတိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ဤဒီကိုကြည့်မီဆိုကအပိုပစ္စည်းများလောင်စာစင်းနဲ့မြေပြင်ပြုပြင်ထိန်းသိမ်းရေးများ24နာရီမပြတ်ပံ့ပိုးပေးနိုင်နေ၍ဆိုသည်ကသိတာထင်ရှားလာပါတယ်။ လေကြောင်းကာကွယ်ရေးအတွက်လက်နက်ငယ်များနဲ့သာခုခံနေရတဲ့တော်လှန်ရေးတပ်များနဲ့လေကြောင်းမှမဲမဲမြင်ရာစိတ်ထင်တိုင်းပြစ်ခတ်နိုင်နေတဲ့အာဏာသိမ်းတပ်များအကြောင်းအင်အားမညီမျှမှုဟာလွန်စွာကွာခြားနေပါတယ်။လေးနှစ်တာကာလအတွင်းစစ်အုပ်စုရဲ့တရုတ်လုတ်ချက်တိုက်လေရင်၄စီရဟတ်ရင်၉စီကိုသာပြစ်ချနိုင်ခဲ့ပါသေးတယ်။စစ်အုပ်စုဟာတရုတ်နဲ့ရုရှားတို့မှထောက်ပံ့ပေးထားတဲ့ဒရုန်းများနဲ့စစ်စင်ရေးဌာနပင်ဖွဲ့စည်းကရှည်တန်းစခန်းများကိုအခြေပြုပြီးထောက်လှမ်းခြင်းပြစ်မှတ်ရှာဖွေခြင်းနဲ့တိုက်ခိုက်ခြင်းများတိုးရိပ်ပြုလုပ်လာခဲ့ပါတယ်။ ဗမော်တိုက်ပွဲမှာဖေဖော်ဝါရီလအစောပိုင်းလောက်ကစပြီးညကြည့်ကင်မရာများနဲ့အပူလိုင်းခြေရခန်ထောက်လိုင်းကြိယာများဖြင့်အဆောက်အုံများနာချင်းကပ်လာနေတဲ့တော်လိုင်းအဖွဲများရဲ့လှုပ်ရှားမှုကိုကြိုတင်သိရှိလာနိုင်ကြပါတယ်။ယခုအခါ KIA ဟာဗမော်လေစိတ်အပါအဝင်မြို့အဝင်ထွက်ကုန်းလန်းနဲ့ရေလန်းကိုထိမ့်ချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက်စစ်အုပ်စုက၎င်းတို့ရဲ့တပ်များကိုလေကြောင်းမှသာလက်နက်လူအင်အားရိတ်ခါဖြည့်တင်းပေးနေရပါတယ်။ မေလ20ရက်နေ့မှာ KIA က FPV drone ကိုအသုံးပြုပြီးရဟယင်နှစ်စင်းကိုပစ်ချနိုင်ခဲ့မှုကြောင့်၎င်းတို့အဖို့အန်ဒီရဲ့ပုံများလာရပါတယ်။ဗမော်ကိုလုံးဝအုတ်တုံသိမ့်ပိုက်နိုင်ဖို့အတွက်အကြအဆုံးများနဲ့6လကျော်လာပြီးဆိုကြတဲ့ကရှေ့လျှောက်စစ်စင်ရေးဟာထိုနည်းဖြင့်အလုံးမဖြစ်တော့ကြောင်းသိတာထင်ရှားလာပါတယ်။အထူးသဖြင့်မြကြီးနားကိုသိမ့်ယူနိုင်ဖို့ကအလံဝေးလာနေပါတယ်။စစ်တပ်ဟာလက်ရှိမှာထိုးစစ်ကြီးများမစင်နိုင်သေးပေမဲ့ လူအင်အားလေကြောင်းနဲ့လက်နက်ခဲယမ်းများအားမြို့များကိုလက်မလွတ်ရဖို့စုပြုံပန့်ပိုးပေးနေပါတယ်။ငန်းစုံနှထိုးကြီးနဲ့တောင်သားမြို့များမှာရဲစခန်းနဲ့မြို့လေကိုတော်လှန်ရေးတပ်များကသိမ်းပိုက်ထားနိုင်ပေမဲ့၎င်းတို့ဘက်ကစစ်စခန်းများကိုမကြအောင်အတက်နိုင်ဆုံးခုခံနေကြပါတယ်။၎င်းတို့အတွက်စီးပွားရေးအရာအရေးပါတဲ့ဖာကန်ကဲ့သို့ဒေတာမျိုးကိုထုတ်နှုတ်အင်အား300 400ခန့်နဲ့ဒံပြန်ထိုးစစ်ဆင်လာပါတယ်။အလားတူပဲကရင်နီတပ်များအားမိုးပြင်းမှတိုက်ထုတ်ရန်စစ်ဆင်လာကြပါတယ်။ ဝလခင်းနဲ့ဖားဆောင်မှာလဲ၎င်းတို့စစ်စခန်းများထဲမှာခုခံနေကြဆဲဖြစ်ပါတယ်။နောက်ချူမှာရှိတဲ့တောင်ခန့်ဒေသမှာလဲ TNL တပ်များကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဤဒီကလည်းတရုတ်ဘက်ကအလွန်အကျွံဖိအားပေးမှုများကြောင့်လဲဖြစ်ပါတယ်။ဒီအတွက်မြို့ငယ်ကလေးများကိုပင်ခက်ခက်ခဲခဲတိုက်ယူနေရတဲ့အတွက်တော်လန်ရေးတပ်များအနေနဲ့နိုင်ငံအနှံ့မှာနီးဗျူဟာအယအောင်မြင်နေမှုများကိုမဟာဗျူဟာပိုင်းအယအမျက်ထွက်အောင်မြည်တို့ပြောင်းပြရမည်ဆိုသည်ကိုစဉ်းစားဖို့လိုအပ်လာပါတယ်။ဒီအတွက်အဖြေကနှစ်ခုသာရှိတယ်လို့ပြောရရပါတယ်။ ပထမအဖြစ်ကစစ်စင်ရေးနဲ့ဆိုင်ပြီးနောက်တစ်ခုကနိုင်ငံရေးနဲ့သက်ဆိုင်နေပါတယ်။ထို့နှစ်ချက်ဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်ဆက်နေပါတယ်။မြို့များကိုတင်းရံသာအာယုံမဆိုင်တော့ဘဲစစ်အုပ်စုရဲ့တပ်များရေရှည်တောင်းခံနိုင်မဲ့တည်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးလမ်းကြောင်းများကိုပိတ်မထားတင်ပါတယ်။ ရင်းဟာစစ်အုပ်စုအတွက်စီးပွားရေးနဲ့နိုင်ငံရေးအရာဖိအားများလာစေပြီးလမ်းများပြန်ပွင့်ရေးတံတားများပြန်ဆောက်ရေးများနဲ့တစ်ချိန်လုံးအလုပ်များစေပြီးလွတ်လိုက်တဲ့ရင်တန်းများကိုလည်းချိန်မုံခံရတဲ့အတွက်နောက်ကျောင်းပြန်လှည့်လာရတဲ့အဖြစ်နဲ့ကြုံလာရတော့မှာဖြစ်ပါတယ်။မြို့များထဲမှာလည်း၎င်းတို့ကိုအနောက်ရှက်ပေးထားရပါမယ်။ဤတို့ဖြင့်တဖြည်းဖြည်းတက်အတွင်းထဲမှာအင်အားချိနေလာပြီးစခန်းကိုစွန့်ခွာခြင်းလက်နက်ချခြင်းများဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။ ထိုကဲ့သို့စစ်စင်ရေးများကိုကရင်တပ်ဖွဲ့များရဲ့ကော့ကရိတ်အနောက်ခြမ်းအာရှလမ်းမကြီးနဲ့ KIA ရဲ့ဖားကန့်တဲ့ကာမိုင်းအကြမ်းလမ်းမ PDF တို့ရဲ့မကွေးတိုင်းအတွင်ပေါက်တဲ့ပကုတ်ကူအကြမ်းလမ်းမများမှတွေ့လာရပါတယ်။သို့တော်လည်းမဟာပြူဟာမြောက်အသာစီးရစေဖို့အတွက်အ धिक ကြတဲ့အဝေးပြေးလမ်းမကြီးများနဲ့တောင်မြောက်ဆက်သွယ်ရေးလမ်းကြောင်းများအထိတိုးချဲ့ရန်လိုအပ်နေပါတယ်။ဒုတိယအချက်အနေနဲ့ကတော့လက်ရှိစစ်ပွဲမှာ နိုင်ငံရေးလူမျိုးရေးပထဝီပိုင်းကွဲပြားနေမှုများကြောင့်တော်လရင်အင်အားစုများအကြညီညွတ်မှုမရှိသေးသည်ကိုတွေ့ရပါတယ်။ဒီအတွက်ပေါင်းစည်းလာဖို့လက်တွေ့အဖြစ်မဖြစ်နိုင်သေးပေမဲ့အထူးကဆက်သွယ်ရေးလမ်းကြောင်းများကိုပြတ်မှတ်ထားတဲ့မဟာပြူဟာတရက်ကိုအတူချမှတ်နိုင်ရေးမှာမဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။လက်ရှိမှာတော့တရုတ်ရုရှားတို့ရဲ့ထောက်ခံမှုတိုးလာနေချိန်မှာမမော်တင်ငန်းစာကိုကြည့်ပြီးတော်လရင်အတွက်အခြားနည်းလမ်းရှာဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ပြည်သူတို့ရဲ့တရားတော်ခုခံစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအစိုးရနောက်ဆင့်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ